တာမန် saving account တွေက0.01%လောက်ပဲပေးတဲ့အချိန်မှာတချို့ saving account တွေကတော့လက်ရှိမှာ3% 4%ဝင်ကျင်ပေးနေတာတွေရှိပါတယ်။ဒါကိုလက်လုံးမခံဘဲနဲ့ဘလို့အသုံးချနိုင်ပါလဲ။ဒီနေ့မှာ high yield saving account HYSA တွေရဲ့သဘောသဘာဝနဲ့အကောင်းဆုံးအကောင့်ကိုဖွင့်ဖို့ဘလို့ရွေးမလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ င်္ဂလာပါကျွန်တော်ရဲ့ Bama to US Note Channel ကကြိုဆိုပါရစေ။အမေရိကန်ရောက်မြန်မာပြည်ပွားတွေရဲ့ဘွားတွေကိုပုံမတိုးတက်ကောင်းမွန်စေမယ့်နှီးလန်းတွေတည်ထားစရာချက်လက်တွေကိုဒီ Channel ကနေ share ပေးနေတာပါ။ဆိုတော့ High Saving Account ဆိုတာဘာကိုပြောတာပါလဲ။သူကပုံမှန် Saving Account နဲ့အတူတူပါပဲ။ဒါပေမဲ့တိုးနှုံပေးတာပိုကျန်းတဲ့ account ပေါ့နော်။အဲဘန်ကောက်အမေရိကရော Chase တို့မှာရိုးရိုး saving account တွေကလက်ရှိမှာ0.01%ပဲပေးတာပါ။ ဆိုတော့ဒါကပတ်စံတထောင်ထည့်ထားလို့ရှိရင်တစ်နှစ်လုံးနေမှတစ်ချက်ပဲရတဲ့သဘောပါ။ဒါပေမဲ့ဒီ HYSA တွေမှာတော့လက်ရှိမှာအမြင့်ဆုံး၄00ခိုင်နှုန်းလောက်ပေးနေတဲ့အတွက်တစ်နှစ်ကိုဒေါ်လာ၄00လောက်တိုးရနိုင်ပါတယ်။အတိုးနှုန်းကောင်းတဲ့အပြင်တခြားသူရဲ့အားသာချက်တွေကတော့ငွေကြေးလုံခြုံစိတ်ချမှုပါ။ဘန်တရောများများက FDIC insurer ဖြစ်တဲ့အတွက်ဒေါ်လာ2သိန်းခွဲအထိအမခံကြီးရှိပါတယ်။အဲပြီးတော့ stock ဈေးကွက်လိုမျိုးတက်လိုက်ကျလိုက်မဟုတ်ဘဲနဲ့တသမှတ်တဲ့အတိုးရနေတာရဲ့ အဲနောက်တစ်ခုကတော့ဒီဖုန်း app တွေကနေပြီးတော့အချိန်မြွေးပြောင်းလို့ရွှေ့လို့ရတဲ့အတွက် emergency သုံးဖို့လိုလာရင်လည်းမြန်မြန်ထုတ်ရလွယ်ပါတယ်။နောက်ပြီး bonus အနေနဲ့ချိုးပန်းတွေမှာဒီလစင်ကြီးတက်မှတ်ချက်တွေမရှိတာတို့အကောင့်ကို0%နဲ့လဲစပြီးတော့ဖွင့်လို့ရတာရယ်ပါ။ဒါမဲ့ investment နိုင်ကတော့ပြည့်ပြည့်စုံနေဆိုတာမရှိပါဘူး။ဒီ HYSA ရဲ့အားနည်းချက်ကတော့အတိုးနှုန်းတက်တက်မှတ်သေးမရှိတာပါ။အဲဘိုးဘန်ရဲ့အတိုးနှုန်းပြောင်းလဲဖို့မှုတည်ပြီးတော့ light ပြောင်းနေတာဖြစ်ပါတယ်။ ဲနောက်တစ်ခုကတော့400ခိုင်နှုန်း500ခိုင်နှုန်းတွုံနှုန်းကရေတို့အတွက်အဆင်ပြေနိုင်ပေမဲ့အရေးရှိအတွက်ဆိုရင်တော့ငွေကြေးဖောင်းပွားမှုကိုလိုက်မမိနိုင်ပါဘူးအဲ10နှစ်20 30လောက်စုဖို့အစီအစဉ်ရှိရနော်တခြားနီးလန်းတွေကိုစဉ်းစားတင်ပါတယ်အဲပြီးတော့လဲ online only ပဲဖြစ်တဲ့ရပါဘူးဒါကြောင့်ကိုက app တွေကိုရင်းရင်းနှီးနှီးသုံးတတ်ဖို့လဲလိုပါတယ်အဲဒီနေရာမှာကျွန်တော်ရဲ့ personal တွေ့ကြုံအရပြောရမယ်ဆိုရင်တော့ကျွန်တော်ကဒီ HYS series ကို2019လောက်ကနေစပြီးတော့သုံးပြတာပါ အကို day to day နဲ့လာစဉ် bill ပေးဖို့အတွက် ထားတဲ့ check in account နှစ်ခုရဲ့အနောက်ရေရှည်ရင်းနှီးပြုတ်အတွက်ဒီ brokerage account တွေကလွဲလို့ရှိရင်ဝင်ငွေရဲ့အကျန်တဲ့အမောင့်တွေအကုန်လုံးကိုကျွန်တော်အဲ HYSA တွေ account ထဲကိုထည့်ထားပါဗျ။ဥပမာ emergency fund တွက်ထားတဲ့ account တစ်ခုအနှစ်တိုင်းကျွန်တော်ခီးသွားဖို့အတွက်လာတိုင်းပုံမှန်ထည့်နေတဲ့ account တစ်ခုအနောက်အိမ်ဝယ်ဖို့အတွက်စသဖြင့်လာတိုင်းထုတ်သွင်းလုပ်စရာမလိုတဲ့ပတ်စံမှန်သမျှကိုကျွန်တော်အဲ HYSA တွေကိုခွဲပြီးတော့ထည့်ထားပါဗျ။ ကဲခုတော့ကျွန်တော်လက်တွေ့အကောင့်ဖွင့်ဖို့အတွက်ကြည့်လိုက်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်ဒီမှာပြထားတဲ့ website ခုခုတွေကကိုကြိုက်တာရွေးပြီးတော့အဲ့ဒီမှာရိုက်ရှာလိုက်လို့ရပါတယ်။အဲမဟုတ်ရင်လည်းဒီ Google မှာ best high saving account ဆိုပြီးတော့ရှာကြည့်လို့ရပါတယ်။အဲကျွန်တော်ကတော့ကိုသုံးနေကြ Nat Wallet website မှာသွားရှာကြည့်ပါမယ်။အဲဆိုတော့ဒီမှာတော့ဒီ Nat Wallet ကနေအစီအပြုစုထားတဲ့ကို2025ဒီဇင်ဘာထိရောက်နေတဲ့အ offer ပေးထားတဲ့ bank တွေပေါ့နော်။ ီစီးရင်မှာတော့ကျွန်တော်တို့ကြည့်လိုက်တဲ့ဆိုရင် open bank ever bank ဒီ list ကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီပထမဆုံးကတော့ net wallet rating ပေါ့နော်ဒီ website ကနေပြီးတော့ ban review ဘယ်လောက်ကောင်းတယ်မကောင်းဘူးဆိုတော့သူတို့ rating ပေးထားဖြစ်ပါတယ်နောက် APY ကတော့ကျွန်တော်တို့အဲ့နှစ်စင်ပေးတဲ့တိုးနှုန်းဖြစ်ပါတယ်။ bonus ကတော့တချို့ band တွေမှာရှိတယ်တချို့ band တွေကလည်းမရှိဘူးပေါ့နော်။ဒီတကယ်ဖွင့်ကျင်နေဆိုရင်တော့ဒီ web band ရဲ့ website မှာသွားပြီးတော့ဒီ learn more ဆိုတာနှိပ်ပြီးတော့ဖွင့်ရမှာဖြစ်ပါ အဲဒီ APY နဲ့အောက်မှာတခုသတိပြုရမှာတော့ကျွန်တော်တို့ဒီ minimum balance ပေါ့နော်ဥမာဒီ open bank ဆိုရင်အကောင့်ဖွင့်ဖို့အတွက်အနည်းဆုံး900လိုအပ်ပါတယ်အဲ ever bank ကတော့ဒါ zero minimum ဆိုတော့ပတ်0ဒေါ်လာမလိုအပ်ဘူးပေါ့နော်နောက်တစ်ခုကအာဒါဒီမှာ sit bank ဆိုရင်တော့ကျွန်တော်တို့ဒီအထိုးနှုန်းအတွက်ရဖို့အတွက်9000ဖွင့်ဖို့လိုပါတယ်အဲနောက် sit bank ရဲ့ဘေးမှာတခု300 end up to 300ဆိုပြီးတော့ကျွန်တော်တို့300 bonus ပေးထားမျိုးတွေရှိပါတယ်ဒါကတချို့ band တွေမှာအဲ့လိုမျိုး offer လေးတွေအဲရပ်ဖတ်ရပ်ဖတ်သူတို့လုပ်လေးရှိပါတယ်ဆိုတော့ဒီ300ကဘယ်လိုပေးမှာလဲပေါ့နော်ကျွန်တော်တို့တွားကြည့်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီ300က at least 5 5000ထဲမှာရမယ်အဲပတ်စံဖြစ်ပါတယ်ဆိုတော့5000ကိုမှရှိရဲဆိုရင်တော့ထုတ်လိုက်တဲ့ဆိုရင် तू ကအဲ300 bonus ကိုပေးမှာပေါ့နော်ဘယ်လိုပေးမှာလဲဆိုတော့ဒါ calculate the bonus ဒီရက်30 ကောင်းဖွင့်ပြီးတော့ရက်30မှာ ကိုယ့်ရဲ့ဒီ bonus က qualify ဖြစ်ဖြစ်ဆိုတော့သူတို့တွက်မှာပေါ့ဆိုတော့အနည်းဆုံးရက်30တော့ဒီ9000အဲ့အကောင့်ထဲမှာထည့်ထားဖို့လိုပါတယ်အဲရရှိမှာကတော့ဒီ within 60 day နဲ့90 day ပေါ့လို qualify ဖြစ်တယ်ဆိုလို့ရှိရင်2လကနေ3လအတွင်းအဲ့ဒီဒေါ်လာ300ဝင်လာမှာဖြစ်ပါတယ်အဲနောက်တစ်ခုကလည်းဒီ3.7ရဖို့ဆိုရင်သူကအနည်းဆုံး9000ထဲမှာ3.75ရမှာပါ အဲ9000ထက်နည်းတယ်ဆိုရင်တော့0.25ပဲရမှာဖြစ်ပါတယ်ဆိုတော့ကိုက9000အောက်ပဲထည့်မယ်ဆိုရင်တော့ဒီအကောင့်ကအဲတိုးနှုန်းနေတယ်လို့ပြောရမှာပေါ့နော်အဲဆိုတော့ဒီလက်ရှိမှာကျွန်တော်အဲ့ဒါဆိုလို့ရှိရင်ဒီဘန်နေတဲ့အတခုဖြစ်တဲ့0ဒေါ်လာပေါ့နော်မလိုအပ်တဲ့အားတခုကိုကျွန်တော်စပြီးတော့ဖွင့်ကြည့်လိုက်မယ်ဆိုတော့သူကမဖွင့်ခင်မှာဒါကိုအတွက်တွက်ပြတာဖြစ်ပါတယ်ကိုကဘယ်လောက်ဖွင့်အဲဘယ်လောက်ထည့်မှာလဲပေါ့နော်ဥမာ1000ကျွန်တော်ထည့်မယ်ဆိုလို့ရှိရင် အဲဒါသူတွက်ပြတာတော့ဒီတစ်နှစ်မှာ၄၄ချက်ရမယ်ဆိုတဲ့သဘောပါအဲဒီ maintenance fees မရှိဘူးအဲ minimum balance မလိုဘူးဘလောက်အနေဆုံးထည့်ရမယ်ဆိုတာမရှိဘူးအဲ FDIC insurer ဖြစ်တယ်ဆိုတော့ကျန်တာကတော့ဒီ on ကျွန်တော်သိတပြီးတာဖြစ်တယ် online ကနေပဲအဲတုံးလို့ရမယ်ဆိုတာပါဆိုတော့ဆိုတော့ကျွန်တော်အကောင့်မဖွင့်ခင်ဒီအကောင့်ရဲ့အကြောင်းကိုလည်းနည်းနည်းလိုက်ပြီးတော့ဖတ်ကြည့်ရအောင်ပါအဲဆိုတော့ဒီမှာကျွန်တော်တို့ လိုက်ရှာကြည့်လိုက်ရပါတော့။ဟိုအကောင့် summary ကိုအဲဖတ်နှိပ်လိုက်တဲ့ဆိုရင်လည်းဒီမှာ terms and condition ထွက်လာမှာတွေ့ရပါတယ်။အဲအဲ့ဒီမှာသူ့ရဲ့ fees တို့ usage တို့အကြောင်းဖတ်ကြည့်လို့ရပါတယ်။ကျွန်တော် minimum deposit 0ဒေါ်လာဒါမလို့ဆိုတော့ဒီ monthly account fees အဲလာစင်ကြီးလည်းပေးကြမလို့ပေါ့နော်။နောက်ထပ်ဒီ interest rate ကတော့သူကတော့ variable လို့ပြောတာအပြောင်းလဲရှိပါတယ်။အဲ generator ကတော့ဒီ account closing fees မလို့ဘူး။ တော့ transition အတွက်ကျွန်တော်တို့ပေးကြမလို့အဲနောက်ပြီးတော့ဒါကတော့ wire fees တွေပေါ့နော်တခြား wire နဲ့လွှဲမယ်ဆိုလို့ရှိရင်ကုန်ကြမယ်အမောင်းတွေပါဆိုတော့ open account ပေါ့နော်ကျွန်တော်အကောင့်စပြီးတော့ဖွင့်ကြည့်မယ်အဲဆိုတော့ဒီ page မှာတော့ကိုယ့်ရဲ့ information တွေကို ဖြည့်သွားမှာဖြစ်ပါတယ်ဟို first name last name email လိပ်စာဆိုတော့နောက်တစ်ဆင့်ကတော့ကိုတယောက်တည်းလားဒါမှမဟုတ် join account ဖွင့်ပါလားပေါ့နော်အဲ gender ကတော့ဒီကိုယ့်ရဲ့ phone number နဲ့ဟိုက citizen အဲဘယ်နိုင်ငံရဲ့ citizen ဖြစ်တယ်ဆိုတာကိုဖြည့်ဖို့လိုပါတယ်အဲနောက်တစ်ဆင့်ကတော့အင်္ဂလိပ်စာပေါ့နော်အဲနောက်တစ်ခုကတော့ social ကိုတောင်းတာပါနောက်တစ်ခုကတော့ဒီကိုယ့်ရဲ့အလုပ်အလုပ်ကိုင်းပေါ့နော်နောက်တစ်ထပ်လာတဲ့ဟာကတော့ကိုယ့်ရဲ့အဲဒီ account တွေထဲမှာပတ်စံဘယ်ကနေလာမှာလဲပေါ့နော်အဲအဲ့ဒါကတော့ကျွန်တော်အနေနဲ့လာစာလို့ပဲကျွန်တော်ခုလက်ရှိဖြည့်လိုက်တယ်ပေါ့နော်ဆိုတော့အဲတခြားထပ်ထည့်မဲ့ပတ်စံတွေအရောကျွန်တော်ဘယ်ကနေလာမလဲဆိုတော့မေးခွန်းနေပါ အဲနောက်တစ်ဆင့်ကတော့သူက deposit ကိုတခါတည်းထည့်မလာဘူးเนาะအဲကိုကတခါတည်းထည့်မယ်ဆိုရင်တော့ကိုရဲ့လက်ရှိရှိပြီးသား band နဲ့ချိန်ဆက်ဖို့လိုပါတယ်အဲ့ခါကြလို့ရှိရင်တော့ဒါလုတ်ခွေးတဲ့လူတွေကတော့တည်ပြီးသားဖြစ်မှာပါဒီမှာကျွန်တော်တို့ deposit amount ဘယ်လောက်ထည့်မှာလဲအဲရေးလိုက်ပါเนาะအဲပြီးလို့ရှိရင်ဒီ login credential ဆိုတော့ကိုကိုအရင်ရှိပြီးသား band ရဲ့ user name နဲ့ password ထည့်ပြီးတော့အဲ့ band နဲ့သူကချိန်ဆက်လိုက်တာဖြစ်ပါတယ် ဲဆိုတော့ဒါကျွန်တော်ရဲ့ Capital One account ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သွားတော့ဘယ် account နဲ့ချိန်မှလဲကို account တစ်ခုတည်းပို့ပြီးတော့ရှိရဆိုရင်တော့အဲ့ဒီမှာလမ်းပြီးတော့ချိန်လိုက်လို့ရပါတယ်ကိုချိန်ချင်တဲ့ account နဲ့ချိန်လိုက်လို့ရပါတယ်အဲဆိုတော့ဒါ online ကနေရှောက်တဲ့နောက်ဆုံးအဆင့်ပေါ့နော်ဆိုတော့အဲကျွန်တော် form ပြည့်တာတော့ပြီးသွားပြီကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီ proof of address ကိုဒီလိပ်စာမှာနေထိုင်ကြောင်းတက်တေပေါ့နော် အဲ့ဒါတော့ကျွန်တော် driver license တွေ government issue ID တွေတခြားဒီ bill တွေကိုထည့်လို့ရပါတယ်နောက်တစ်ခုကတော့ test ID number ပေါ့နော်ဒါကတော့ social security card ကိုကျွန်တော်ထည့်ခိုင်းတာပါအဲ့နောက် date of birth အဲ့ဒါလည်းခုနပြောတဲ့ driver license နဲ့တခြား government ID passport တွေအဲ့ဒါတွေထည့်ပေးဖို့ဖြည့်ပေးဖို့လိုပါတယ်ဆိုအဲ့ဒီတုံးကူကိုတော့ကျွန်တော် follow up လုပ်ဖို့လိုတာကိုယ့်ရဲ့ email ကိုသူလှမ်းပြီးတော့ပို့ပြီးတော့ဂျန်နာတွေကိုနောက် follow up လုပ်ဖို့အတွက်ပြောတာဖြစ်ပါတယ် ဟုတ်ကဲ့ဒီလိုဆိုရင်တော့ကျွန်တော်တို့ HYSC အကောင့်တစ်ခုဖွင့်တာ PC အောင်မြင်သွားပါပြီ။အနောက်ထပ်အကောင့် query ကိုလည်း same username နဲ့ password အောက်မှာပဲလိုရင်လိုသလိုထပ်ဖွင့်လို့ရပါတယ်။ username password ကိုတော့တခြားလေးမှတ်ထားဖို့လိုပါတယ် follow up အနေနဲ့ကျွန်တော်အတွေ့အကြုံအရအကြံပေးချင်တာကတော့တစ်နှစ်ကိုတစ်ခေါက်လောက်ဖြစ်ဖြစ်အခုလိုပဲအကောင့်တွေကို shopping လုပ်ကြည့်ဖို့ပါကျွန်တော်အသုံးပြုတဲ့ဘန်ဆိုရင် ဒီစာဖွင့်တော့က top 5ဆင်းဝင်ပေမဲ့အခု top 10ဆင်းထဲမှာတော့မတွေ့ရဘူးဆိုတော့ကျွန်တော်ရနေတဲ့ percentage ကလည်း3ကြော်ကြော်လေးပဲရှိတာမလို့တခြားဘန်တွေနဲ့ရှင်တော်တော်လေးကိုနှဲသွားပါပြီ။ဒါကြောင့်ကျွန်တော်တို့မဖြစ်ချင်ဘူးဆိုရင်တော့ပုံသေးဒီဘန်တစ်ခုတည်းမှမထားဘဲနဲ့ကိုယ်ကလည်းအလုရှုပ်ခံနိုင်ရင်တော့အဲ့လိုမျိုးပတ်စံကိုလှည့်ထားဖို့အကြံပေးချင်ပါတယ်။အဲနောက်ဘော်ကပြောတဲ့ဒီ bank offer တွေကလည်းရန်ဖန်ရန်ခါပြောင်းလဲနေတဲ့အတွက်အဲ့ဒါတွေကိုအသုံးချစေချင်ပါတယ်။အဲတခုတတိပြုရမှာတော့ဒီ HYSE ကရလာတဲ့အတိုးနဲ့ဒီ bonus money တွေကိုအစိုးရကကိုယ့်ရဲ့ဝင်ငွေဖြစ်သတ်မှတ်တာကြောင့်ဒီနှစ်တိုင်းခွန်ပြန်ဆောင်ဖို့တော့လိုတယ်ဆိုတာပါ။ဥပမာကျွန်တော်တို့အကောင့်ထဲမှာ9000ထည့်ထားပြီးတော့နှစ်ကုန်လို့9200ရရတယ်ဆိုရင်အဲ့ဒီအတိုးရတဲ့200အပေါ်မှာအခွန်ဆောင်ဖို့အတွက်ဘဏ်တွေက tax document ထုတ်ပေးပါတယ်။အဲ့ဒီစာရွက်ကိုအခွန်ဆောင်တဲ့အခါမှာထည့်တွက်ဖို့လိုပါတယ်။အပေါ်ဝင်ငွေကိုတိုးအောင်လုပ်နိုင်မဲ့တခြားနည်းလမ်းတွေအကြောင်းဗီဒီယိုကိုမကြည့်ရသေးရင်တော့ဒီမှာသွားကြည့်နိုင်ပါတယ်။ အဲနောက်ဗီဒီယိုတွေမှာလည်းအခုလိုနီလန်းတစ်ခုချင်းစီအကြောင်းအသေးစိတ်ပြောပြလှုပ်ဆောင်သွားဖို့ရှိတဲ့အတွက်အဲဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Burma to US Note Facebook နဲ့ YouTube page တွေမှာ follow နဲ့ subscribe လုပ်ထားနိုင်ပါတယ်။အဲဒီဗီဒီယိုကကိုယ့်အတွက်သုံးဝင်တဲ့ထင်ရင်လည်း YouTube က like button လေးကိုနှိပ်ပေးဖို့အတွက်တောင်းဆိုပါရစေ။ကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။